ဒီနေ့ပြောပါဘာလို့လဲဆိုတော့ဒီနေ့ကသာတေချာမှုရှိလို့ပါတနေ့တနေ့အချိန်တွေကအကုန်များလုံးပါတယ်မနေ့ကဖြစ်ခဲ့တဲ့အရာတွေခန်းစားခဲ့ရသမျှတွေစုပ်ကင်ခဲ့သမျှတွေဟာကြောက်ပြဲလွင့်ပြဲသွားခဲ့ပါပြီစုပ်တွေသိမ်းဆဲထားခြင်းလို့လည်းမရတော့ပါဘူးအရာရာဟာချုပ်ပြတ်ငြိမ်းသွားခဲ့ပါပြီမနေ့ဖန်ဘာရီဖြစ်လာအောင်မလဲလို့လေကြိုးပြီးမှန်းစာတွေးနေပါနဲ့မနေ့ဖန်ဆိုတာမတိကျတဲ့အရာတစ်ခုပါပဲလူတွေဟာအချိန်မရွေးတည်ဆုံသွားနိုင်ပါတယ် အချိန်မီ၍ကိုချစ်ခင်တမိုးထားရတဲ့သူတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရနိုင်ပါ रे အချိန်မီ၍အနာရောဂါတစ်ခုခုဖိစီးနှိပ်စက်တာကိုလည်းခံကျင်ခံရနိုင်ပါ रे မမြင်နိုင်တဲ့အန္တရာယ်တွေစိုးရိမ်ပူပန်ရမှုတွေလက်လွတ်ဆုံးရှုံးလိုက်ရမှုတွေကအချိန်မီ၍နေရာမီ၍တောင်ပေါင်းစုံကနေဝင်ရောက်လာနိုင်တာမို့ဒီနေ့ကလေးကိုပျော့ပျော့ရွှင်ရွှင်ကလေးဖြတ်တန်းကြည့်ပါကြောရှင်မှုကလေးကိုဒီနေ့ပိုင်တယ်လို့တွေးကြည့်ပါဘလို့စိတ်အနှောက်အယှက်ဖြစ်စရာလူဖြစ်စေအကြောင်းအရာဖြစ်စေအာရုံတစ်ခုခုကဖြစ်စေ ကိုယ့်ရဲ့ကြည်လင်ပျော်ရွှင်နေတဲ့စိတ်ကလေးကိုအထီးကိတ်ခံမနဲ့စိတ်ညက်သွားလေခဏလေးသာညက်ပါဒီနေ့ညက်သွားတဲ့စိတ်ကိုတေးတေးချာချာစောင့်ကြည့်ပါညက်တဲ့စိတ်ကလေးကလည်းဖြတ်ကနေချုံညင်သွားရတာပါပဲမနက်မိုးလင်းလို့အိယာနိုးပြီဆိုတာနဲ့ကိုကိုကိုဂရိပေးကြည့်ပါငါဒီနေ့ပြောအောင်နေမယ်စိတ်ညက်စရာတွေစိတ်ရှုပ်စရာတွေပူပန်စရာတွေကိုတတ်နိုင်သမျှရှင်းထုတ်မယ်မတွေးဘဲနေကြည့်ပါပြွှင်စရာစိတ်ချမ်းသာစရာအကောင်းမြင်တဲ့အတွေးလေးတွေနဲ့ပဲဒီနေ့ပြောမယ်။အဲ့လိုတွေးကြည့်ပေးပါ။ အဲ့အတွေ့မျိုးတွေကိုနေတိုင်းတွေ့တဲ့အခါမှာအကျင့်တစ်ခုလိုဆွေးမြင်လာစေပါတယ်။ကျမတို့ရဲ့သဘာဝကပြင်ပလောကရဲ့အာယုန်တွေနောက်ကိုအမောတကောရှောက်လိုက်ပြီးပျော်ရွှင်မှုနဲ့ဝေးနေတတ်ပါတယ်။ပျော်ရွှင်မှုဆိုတဲ့အရာဟာကြည်လင်ငြိမ်းချမ်းနေတဲ့စိတ်မှသာပေါ်ပေါက်လာတာမျိုးပါ။လှုပ်ရှားပူလောင်နေတဲ့စိတ်မှပျော်ရွှင်မှုဆိုတာဘယ်လိုလုပ်ပြီးရှိနိုင်မှာမလဲ။ဥပမာပျော်ရွှင်ခြင်းလို့ပျော်ဝဲရှင်ဝဲတွေသွားမယ်ရုပ်ရှင်ကြည့်မယ်စတေရှိုးပွဲကြည့်မယ်ကမယ်ခုံမယ်တခြင်းစုမယ်အဲ့ဒီအချိန်မှာရတဲ့ပျော်ရွှင်မှုဟာတည်တင်ကပါပဲ အဲ့ဒီပွဲတွေပြီးသွားတဲ့ချိန်မှာကိုယ့်ရဲ့ပျော်ရွှင်စိတ်ကလေးကဖျောင်းနိုင်မိကလေးလို့ဖြတ်ခနဲငြိမ်းသွားတာပါပဲ။ဒါဆိုပျော်ရွှင်မှုဆိုတာဘမရှာမလဲ။ကိုယ့်ရဲ့စိတ်တံမှာသာရှာမှာဖြစ်ပါတယ်။တည်ငြိမ်နေတဲ့စိတ်၊ကြည်လင်နေတဲ့စိတ်၊လိပ်ပြာလုံခြုံနေတဲ့စိတ်၊နောင်တကင်နေတဲ့စိတ်တနည်းအားဖြင့်ပြောရရင်အာကုတုကင်းနေတဲ့စိတ်ဟာပျော်ရွှင်နေတဲ့စိတ်ပါပဲ။ ဥပမာပြောရရင်ကျမရဲ့ကိုယ်ပိုင်အတွေ့အကြုံကလေးကိုမျှဝေရမယ်ဆိုရင်တရားထိုင်မိတဲ့အချိန်ကလေးမှာကိုယ်ရောစိတ်ပါကြည်လင်ငြိမ်းချမ်းနေတဲ့အချိန်မို့ပျော်ရွှင်တဲ့စိတ်ကလေးကိုခံစားမိတတ်ပါတယ်။တရားတစ်ပုဒ်နာပြီးတဲ့အချိန်မှာလေပျော်ရွှင်တဲ့စိတ်ကလေးအငြိမ်းတက်ကလေးကိုခံစားမိရပါပဲ။နောက်တစ်ခါအကူကြီးလိုအပ်နေတဲ့သူတယောက်ကိုသူ့လိုအပ်နေတဲ့အရာကလေးဖြည့်ဆည်းပေးလိုက်ရတဲ့အခါလေပျော်ရွှင်ရတာပါပဲ။ပျော်ရွှင်မှုဟာစိတ်ကောင်းစေနာကောင်းမှလေမြစ်ဖြားခံပါတယ်။ လိုအပ်နေတဲ့သူတယောက်ကိုစေတနာတန်တန်နဲ့ဘာမှမျှော်ကိုမှုမပါဘဲနဲ့အတက်နိုင်ဆုံးအကောင်းဆုံးလေးလုပ်ပေးလိုက်လို့တဖက်လူပျော်ရွှင်သွားတာကိုမြင်ရတဲ့အခါမှာကိုယ်လေးသင့်သိမ့်ပျော်ရွှင်ကြည်နူးရတာပါပဲသူများစီအားရယူလိုက်ရတာထက်သူလိုအပ်နေရာကိုဖြည့်ဆည်းပေးလိုက်ရတာပိုပြီးပျော်ရွှင်ခြင်းနဲ့ဆရာကောင်းပါတယ်။ဒါကြောင့်ဒီနေ့ပြောကြည့်ပါ။ကိုယ်စိတ်ကိုပျော်ရွှင်စေမယ့်အရာတစ်ခုခုကိုလုပ်ကြည့်ပါ။တရားထိုင်တာပဲဖြစ်စေ၊တရားနာတာပဲဖြစ်စေ၊လိုအပ်နေသူတယောက်ယောက်ကိုကိုကြီးဖြည့်ဆည်းပေးရပဲဖြစ်စေလုပ်ကြည့်စေချင်ပါတယ်။ ပြောရွှေရတဲ့အရာတာကိုကိုရစ်ချက်ချင်းခန်းစားရမှသိကြပါရယ်။ခင်မင်းရတဲ့ညီမလေးတယောက်ရှိပါရယ်။သူ့ကြည့်လိုက်ရင်အမြဲတမ်းပြုံးပျော်နေတတ်ပြီးသူ့စရာအပြော့တက်ကလေးတွေအမြဲကူးဆက်စေပါရယ်။သူတက်နိုင်တာသူ့ဝါသနာပါလာလေးတွေဖြစ်တဲ့ဟင်းကလေးတွေချက် Facebook ပေါ်ကနေရောင်းပေးပြီးတော့လိုအပ်နေတဲ့တွေစီပြန်လူတက်တဲ့ညီမလေးပါ။သူ့ကိုကြည့်လိုက်ရင်မမောနိုင်မပန်းနိုင်ပျော်ရွှင်နေရပါပဲ။ကြောရှင်မှုစရိအရာကလေကိုဝါသာစိတ်ထားတတ်မယ်ဆိုရင်ကိုစီနေတိုင်းအလင်းလာတတ်တဲ့ဧည့်သည်ကလေးပါဒါကြောင့်ဒီနေ့ပြောပါနေ့တိုင်းပြောပါ